ကဲဘာရီလုံနေကြပါလဲဘာရီလုံနေကြပါလေလို့အားလုံးပဲကောင်းမြတ်တော့စနေနေ့လေးပါเนาะအားလုံးပဲကောင်းသောစနေနေ့ပါဒီနေ့ရဆိုလို့ရှင်တရက်နေ့ပေါ့เนาะနိုဝင်ဘာတရက်နေ့ရောက်သွားပါပြီလို့အချိန်နေအချိန်နေဆိုတာကုန်မြန်ပါတယ်เนาะအရင်ကုန်မြန်တဲ့အချိန်နေကျမတို့ရောက်လာတယ် ကျမကတော့ဒီနေ့တော့အုံးစီရလေဒီနေ့စပင်းကချောက်ချောက်ကက်ကက်ကြီးဖြစ်နေအုံးစီလူထလို့ကဲအားလုံးပဲနေကောင်းကြပါရဲ့လားကျမချမ်းသာကြပါရဲ့လားဒီနေ့နော်ဒီနေ့ကတော့ကျမရဲ့ဒီပြောချင်တဲ့အရာလေးကတော့လျှောဝါစာနဲ့မှန်ကန်ကြပါနော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ အကျိုးရှိစွာအကျိုးရှိမယ်လို့ထင်ပါတယ်အားလုံးကိုလည်းဟိုပေါ့ဒါပြောပြရဲဆိုတာလေဒါဟိုပေါ့အကျံဉာဏ်ပေးတာလည်းဖြစ်တယ်ဒါစေတနာနဲ့ပေးတဲ့အကျံပါလို့ဘာကြောင့်လဲဆိုတော့လူရဲ့ဘဝဆိုတာသူရဲ့အသက်နော်လူရဲ့လူအသက်ဆိုတခါပဲရတယ်တခါပဲအသက်ရှင်ရနော်လူဆိုတခါပဲအသက်ရှင်ရလူဆိုတခါပဲတခါပဲနေထိုင်ရတဲ့ဘဝလေးမှာဒီ ဟိုကွာကုသိုလ်ကံတရားဆိုတာကွာတစ်ခါလေကြလို့ရှင်ကိုကမလုပ်ပေမဲ့ကုသိုလ်ကံတရားဆိုကိုကိုလာလာတက်တယ်လေဒါပေမဲ့ချိုးအရာတွေကသူများကိုကိုကြောက်တွန်းလို့သူများကိုကိုကိုမစင်မချင်းရေးမိလို့အရာတွေအဲ့လိုမျိုးဖြစ်လာတယ်ဆိုတာမကောင်းဘောနော်ကိုစင်ကြင်တဲ့နေရာလေးကိုစင်ကြင်ရမယ်မစင်ဟိုကိုအထူးသဖြင့်ကလေကျမပြောချင်တာကဘာလဲဆိုတော့ကျမတို့မြန်မာနိုင်ငံမှာရှိရတဲ့ဒီပေါ်တော့အခုလက်ရှိဖြစ်နေတဲ့အခြေအနေကလည်း တကယ်တမ်းကျတော့ကြားထဲမှာညှက်နေတာကအောက်ခြေလူတန်းစားရကြားထဲမှာညှက်ရနော်ကြားထဲမှာအခုဆိုလို့ရှိရင်အမှုပညာရှင်တွေပါလာပြီနော်တော်တော်လေးတော်တော်များအမှုပညာရှင်တွေဟိုကြားညှက်လာကြပြီနော်ကျွန်မဒီနေ့ပြောတဲ့အချက်ကလေးတွေကိုတော့အဓိကပြောခြင်းနဲ့အချက်လေးနဲ့ပြောပြသွားမှာပေါ့နော်နံပါတ်1ကတော့ကျမတို့တိခဲ့ဘူးတဲ့စစ်ပွဲပေါ့နော်ကျမငငယ်တုန်းက ကျမတို့တွေတမိုင်းအကြောင်းတွေတော့သင်ရတာပေါ့နော်အဲ့လိုတမိုင်းအကြောင်းတွေကျောင်းမှာသင်ရတဲ့အခါကျရင်အဲ့ဒီတော့ကျမအဖိုးလက်ထက်တုန်းကဆိုရင်အဖိုးကမိတာကိုဒုတိယကဘာစစ်ကိုအဖိုးအဖိုးကမိခဲ့တော့အဖိုးကပြောပြတာကိုကျမအမြဲတမ်းနားထောင်တဲ့အခါဒုတိယကဘာစစ်ကတော့တော်ဆိုးတာနော်အဲ့မှာဒီဟီတလာကအုပ်ဆိုးတဲ့အချိန်မှာဘယ်လောက်ထိကျူးရတဲ့ခံရလဲ။ခါလေးကျတော့အဲ့တမန်းနဲ့ကျမကလည်းရုပ်ရှင်ကြည့်လို့ရှိရင်အဲ့လိုမျိုး ရီစရာကားတယ်တော့ကြိုက်တော့ကြိုက်ပါတယ်အခုနောက်ပိုင်းတော့ရီစရာကားတယ်ကြည်ရများတယ်အခုနောက်ပိုင်းတော့အဲ့လိုမျိုးပေါ့ဟို document documentary တွေကြည်ရများတယ်နောက်တစ်ခုကျတော့ဒီပေါ့ဟိုကိုကိုပညာပေးရဲ့ကျမ်းမာရေးကားတယ်ကျွန်မအထူးဖြင့်ကြည်တယ်ဘာကြောင့်လဲဆိုအခုချိန်အခုခေတ်ကြီးမှာကင်ဆာဆိုတဲ့ယောဂါကြီးပေါ်လာကြတယ်ရနော်ကင်ဆာယောဂါဆိုတာကုလို့မရနော်ကင်ဆာကလည်းရှိသေးရလေသူကနှမျိုးနှစားရှိရနော်တချို့ကကုဟိုမိတဲ့ကုလို့ရတယ်မိစား ကုလို့ရတဲ့ကင်ဆာရှိတယ်ကုလို့မရတဲ့ကင်ဆာရှိတာပေါ့နော်ဒါမျိုးတွေရှိတာပေါ့ကျွန်မအခုနောက်ပိုင်းမှာအဲ့လိုမျိုးယောဂအကြောင်းတွေကျွန်မပို့ပြီးရုပ်ရှင်ကြည့်ရများတယ်တကယ်ပညာပိစလန်းတွေကျွန်မကြည့်တာများတယ်စစ်ပွဲတွေဟိုရင်တော့ကတော့ဒီပေါ့ဟစ်တလာခေတ်တုန်းကဖြစ်ခဲ့တဲ့ဒီပေါ့ဒုတိယကမ္ဘာစစ်နော်ပထမကမ္ဘာစစ်လည်းကိုမသိဒုတိယကမ္ဘာစစ်ကအဖိုးအမိတာကိုမှီဖက်ပြတာပေါ့နော်အဲ့ဒါဆိုလို့ရှင်သူတို့ဒီလေရင်အော်တန်တွေကြားပြီးဆိုတော့ဘလို့ပုံရတာတွေဘာတွေပေါ့နော် စစ်ဆိုတာတကယ်မကောင်းပါဘူးနော်စစ်ဖြစ်ကြတာတကယ်မကောင်းဘူး စစ်ဖြစ်တဲ့အခါကျဟုတ်ကြည့်အခုဒါဒီမှာစစ်ဖြစ်လက်ပြီးတဲ့နိုင်ငံတွေမှာနယ်လမ်းမထူထနာရှိတဲ့အမုန်းတရားတွေနဲ့ပဲဒီတွေကအသက်ရှင်သွားတာရှိတယ်။ဒီမှာဒီရောက်တော့ကြောင်းတက်တော့အဲ့လိုပေါ့နော်ဒီအဲရွန်ဆိုလို့စင်ဘော့စနီးယားနော်ဒါယူဂိုစလာဗီးယားဘော့စနီးယားတို့စစ်ပွဲတွေရှိသေးအောင်နော်တော်တော်များတို့ယူရိုပတွေအမေရိကပြောင်းသွားကြတယ်နော်အဲ့တို့စစ်ပွဲတော်ကြတယ်နော်အဲ့ဘော့စနီးယားတို့ယူဂိုစလာဗီးယားစစ်ပွဲတွေအဲ့စစ်ပွဲတော့ဆိုဒါလည်းမွတ်စလင်နဲ့ခရစ်စတီးယန်ဖြစ်တဲ့စစ်ပွဲတွေပဲ ဘာဖြစ်တော့လဲသူတို့ సైకో မီဝါတာတိလားတချို့ဆိုလို့ရှိရင်အဲ့စစ်ပွဲရရတဲ့ဒဏ်ရာတွေစိတ်ဒဏ်ရာတွေကအရန်ရတာတိလားအဲ့စိတ်ဒဏ်ရာတွေကလေသူတို့တော်တော်ကုယူတာတချို့ဆိုလို့ရှိရင်အသက်ကြီးရတယ်ဆိုလို့ရှိရင်မမေ့နိုင်အောင်တိလားအဲ့ရစိတ်ဒဏ်ရာတွေပေါ့နော်ဒါကြောင့်ကျွန်မကစစ်ကိုကြိုက်မကြိုက်ဘူးရှင်ကျွန်မတို့ဒီဆွေနိုင်ငံမှာကြတော့သူတို့ကကျွန်မကြားတာပေါ့နော်ကြားဆွေရင်သမိုင်းကသူတို့ဘယ်သူမှမဆင်ဖြစ်ဘူးလေဆွေနိုင်ငံကအမြင်ကတိတက်မှန်းနေတယ် ဘယ်သူမှသွားမကူဘူးအဲ့လိုမျိုးပေါ့နော်သူတို့သူတို့နိုင်ငံဆွေနိုင်ငံကအရန် A ချမ်းတဲ့လူတွေပေါ့နော်သူတို့ဘယ်သူမှသွားမကူဘဲဟိုအဲ့ရာ you know so Denmark Norway Sweden Scandinavian ဆွေနိုင်ငံရှိတာဟိုသုံးနိုင်ငံမှာသူတို့ A စစ်စေးပဲနေရများတာပေါ့နော်ပြောချင်တာဘာလဲဆိုတော့စစ်ပြောလို့ရှိရင်အဲ့စစ်ပွဲမှာရရှိတဲ့ဆိုးရိုးတွေကအဲ့အနာကျင်မှုတွေကတချို့တွေကတည်တဲ့အတရာပါပဲတရားပါပဲ ဒါကြောင့်မို့စစ်ပွဲဆိုရင်ကျမအဲ့အဲ့တချို့ရုပ်ရှင်ကားတွေပေါ့နော်ဒီပေါ့ရှင်ဒလလစ်ပေါ့နော်ကျမအမြဲတမ်းကြည့်တဲ့အကားဒါကတော့ဟစ်တလာတွေတတ်တဲ့အကားတွေပေါ့နော်တချို့ရေပြန်ပြန်ကျမကြည့်တယ်ဘာလို့ဖြစ်ဆိုတော့အော်စစ်ပွဲရဲ့စစ်ကပေးတဲ့စိုးကျိုးတွေပဲရှိတယ်ကောင်းကျိုးမရှိဘူးအဲ့ဒါတွေကျမကြည့်ပြီးတော့ဒါကြောင့်မို့တချို့ရုပ်ရှင်တွေပြန်ကြည့်လို့ရှိရင်ဒါတွေကဘုကျော်သင်ခန်းစာယူမှာသင်ခန်းစာယူမှာစစ်ရဲ့ဆိုဂျိုးကမကောင်းပါလားဆိုတော့ကျွန်တော်တို့ကဒီဟာကိုကျွန်တော်တို့ကကြည်ပြီးတော့ ကိုပေါ့ဒီယနေ့မှာငါတို့ဘလို့နေတာကြောင့်တွန်တောင်းနေတော်များနိုင်ငံများစစ်ဖြစ်ချင်ရအောင်ဟိုတော့ငင်းချမ်းကြီးကိုပဲယူကြတာဘာကြောင့်ဆိုတော့စစ်ဖြစ်လာလို့ရှိရင်အဲစစ်ပွဲနောက်မှာဖြစ်လာတဲ့ဆိုးကျိုးတွေကအများကြီးပဲเนาะစီရီယန်စစ်ပွဲကြည့်လိုက်ပါခါကျတော့ကျွန်တော်တို့လူမျိုးတွေကဖုန်းတစ်လုံးရှိပြီးတော့အင်တာနက်ကိုအချိုးရှိစွာမသုံးကြအောင်အဲ့ဒါအရင်မှားတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့တွေကအင်တာနက်ရှိတယ်ဆိုရင်တကယ်လက်ရှိဘဝမှာအရင်ကဖြစ်ခဲ့တာတွေဘဝကိုကျွန်တော်ပြန်ကြည့်ရမယ်။ကြည့်တော့ကျတော့တင်ငန်းစာယူရမယ်။ ဲ့ဒါတွေအရင်အရေးကြီးတယ်ဒါကြောင့်ခတ်တာကအခုခေတ်ကဘာလဲဆိုတော့ YouTube မှာဆိုရင်ပိုဆိုးတယ်တိလား lobby တွေလေဟာစက်စိမ့်ဘက်က lobby တွေကလည်းလေချွန်တွန်းလို့ဗာလေချွန်တွန်းတာချွန်တွန်းတာအရင်လို့အဲ့လိုပဲအနီဘက်ကလည်းလေအစိမ့်ကိုချွန်တွန်းလို့ရှင်တို့တွေနှစ်ဦးနှစ်ဖက်ရှင်တို့ရဲ့ page တွေမှာ follower ရဖို့အတွက်ဟိုကြော်ညာကတွေရဖို့အတွက် ရှင်တို့တွေကကိုယ့်လူမျိုးတွေရဲ့အသက်ကိုချနေပြီးတော့စားတောက်နေတာရှင်တို့မို့လို့မရှက်တာဘယ်လိုများစားဝင်ကြလဲတော့မသိအေးပေါ့လေကောင်းရင်လည်းကောင်းပါပါကျမတော့နားမလည်ဘူးကျမပြောပြီးကျမရဲ့ page ကကျမလွတ်လပ်စွာ freedom speech ပဲပြီးတော့ freedom speech လို့ပြောရခါမှာကျမနိုင်ငံရေးကိုပြောခြင်းဘာကြောင့်လဲကျမကျမတို့ကဒီမှာ အမြင်ချင်အောင်ကျမနေတယ်အမြင်ချင်အောင်ကျမကြည်တယ်ဒီပေါ့နော်ကိုမကြုံရပေမဲ့လေကိုမိဘလက်ထက်တုန်းကကိုအဖိုးဘွားတွေကြုံခဲ့တဲ့အရာတွေနားထောင်တာကျမတို့သင်ခန်းစာယူတယ်ပြီးတော့ကျောင်းမှာပေါ့စာသင်ခဲ့ရတာဟိုကျောင်းမှာဆိုလို့ရှိရင်လေဒီလိုမျိုးပေါ့ဒီစင်နဲ့ပတ်သက်တဲ့အရာအကြောင်းသင်ရခါကြတော့ကျမတို့ကအဲ့ဒီမှာနေကောင်းကောင်းကိုသိလာတယ်နောကြေတာပေါ့နော်ပြီးတော့ဒီနိုင်ငံမှာကိုရောက်တဲ့အခါမှာလေဒီနိုင်ငံရဲ့ဒီပေါ့ဥပဒေဆိုတာရှိဒီနိုင်ငံရင်းချမ်းခြင်းပေါ့နော်ကျမက ဒီနိုင်ငံတင်းချမ်းပါတယ်ကြော်ဒါအခုနောက်ပိုင်းတော့တိတ်လည်းမငင်းချမ်းတော့ပါဘူးအဲ့ပြောရရင်သိမကောင်းဒါအဲ့နိုင်ငံရေးတဲ့သစ္စာလန်းရှုပ်နိုင်ငံရေးတကယ်တမ်းကျတော့ရန်ရှုပ်ထွေးလွန်အားကြီးတာပေါ့နော်ဒီနေ့ကျမပြောချင်တာကအခုဆိုလို့ရှိရင်နော်အခုဖြစ်လာပြီကွာပြဿနာတွေဖြစ်လာပြီနော်ဟုတ်ကဲ့ဆိုပြောအောင်ပြောရတော့ပါမယ်နော်ဒါကျမတို့ဒီတော်လာရေးကိစ္စပေါ့ကျမပြောမယ်မှန်လားမှားလားဆိုတာကထမင်းစားတဲ့လူတိုင်းသိတယ်ဟုတ်တယ်ဟုတ် တချို့ကထမင်းစားနေပြီးတော့ ပုတ်ကိုဆွဲတွေနဲ့သိမလားပုတ်ကိုဆွဲတွေကြတော့မှန်လားမှားလားသူတို့ခေါင်းနဲ့မထည့်ဘူးတို့ရဲ့ဒီပုတ်ကိုဆွဲတာပေါ့တချို့ကအဖြူဆိုအဖြူပဲကြိုက်တယ်မျိုးလုံးလည်းမကျဲဘူးကွာမျိုးလုံးလည်းမပွင့်ဘူးနဲ့ငါတို့ကအဖြူပဲဒီဒီဓာကြီးကဓာကစိမ့်ဆိုစိမ့်နေရမယ်မနေလည်းမတော့အောင် တချို့ကလည်းအဲ့လိုနားလည်းပေးတယ်ဓာကတော့အဲ့ကတော့သူ့သူ့ရဲ့ခံယူချက်နဲ့သူဆိုကျွန်မနားလည်းပေးရမယ်ကိုယ့်ရဲ့ခံယူချက်တစ်ခုတည်းအတွက်ကြောင့်ねသူများတကာကို သူများတကာကိုဘေးထုတ်ခရအောင်တော့မလုပ်သင့်ဘူးမလို့ကြပါနဲ့အခုဆိုရင်ပေါ့နော်ကျမကြည့်တယ်အဲ့ဒီအစိမ့်ဘက်ကလော်ဘီလေးဆိုလို့ရှိရင်အဟိုမင်းသမီးကဘလို့လုတ်ခဲ့တာဒီမင်းသမီးဒီမင်းသားကဘလို့လုတ်ခဲ့တာဆိုပြီးတော့ကြောက်တွန်းကြတာလေပေါ့နော်ကြောက်တွန်းကြတယ်အဲသူတို့လေမှန်ပါတယ်သူတို့အဲ့ဒီအချိန်တုန်းကခါကျတော့ရှေ့ဝှက်လေတာပြောရမလားမသိနော်အဲ့ဒီတုန်းကလည်း2021မှာနော်မင်းသားမင်းသမီးတော်တော်များများက ဟောရေပေါ်စီလူပြောအောင်မလားမသိဘူးเนาะသူတို့တွေခါပါဝင်ခဲ့ကြတယ်သူတို့တွေဟိုဟာလမ်းပေါ်မှာអော်អော်ကြတယ်အာစီဒီယမ်လောက်ကြပါဆိုပြီးတော့အကုန်လုံးကိုဝိုင်းပြောကြတာပေါ့เนาะသူတို့ကြောင့်တော်တော်များများသောလောက်ရှိသော သူများသည်သူတို့អော်တဲ့အတွက်ကြောင့်တော်တော်များဟာရင်ထဲချီမှာပညာတတ်တရားလမ်းပင်နာမှာမဟွင်းကားရောင်းရတဲ့သူနဲ့เนาะပလုံကောက်ကတဲ့သူနဲ့တော်တော်လေးဒုက္ခသွားကြတယ် သူတို့ကြတော့တချို့ကြတော့လဲអော်ပြီးတော့သူတို့အဖမ်းခံရတယ်เนาะထောင်ထဲသွားတာရှိတယ်တချို့ကြတော့လဲပါနှက်တဲ့သူတွေကလည်းနိုင်ငံသားကိုပြေးသွားကြတယ်အဲ့ဒီမှာနိုင်ငံသားပြေးသွားလိုက်ပြီးတဲ့ခါကျတော့လွတ်သွားတာပေါ့เนาะလွတ်ရကြွရောက်သွားကြတော့ဟောလွတ်ရကြွရောက်တော့လဲလွတ်ရကြွရမှာအမှန်တရားဝင်ဖော်ထုတ်ကြပြန်မို့ဟုတ်တယ်ဟုတ်လွတ်ရကြွရမှာနေပြီးတော့ ဟိုအမတ်တွေခိုးနေတယ်လုံနေတယ်မတရားပတ်စံနေနဲ့ခိုးပြီးတော့ကောင်းစားနေလဲသူတို့ကအဲ့ဘက်ကနေပါပေးတယ်ကျမပြောပြမယ်ရှင်တို့လုံနေတဲ့တော်လိုင်းကြီးကဘာတော်လိုင်းကြီးမှလည်းကျမမသိအဲ့ဒါကျမစိတ်ကိုဝင်စားတာကျမစိတ်ဝင်စားတာကကျမဒီမစိမ့်မှုမနေကျမစိတ်ဝင်စားတာကအထီနာနေတဲ့ပြည်သူတွေအေးအေးဆေးဆေးနေခြင်းနဲ့ပြည်သူလူတို့အဲ့ဒါကိုကျမတနာတာတချို့တက်ကြီးနေပြီးအေးဆေးနေကြတဲ့သူရှိမယ်တချို့ကလေးလေးအေးဆေးနေခြင်းတဲ့သူရှိမယ် အဲ့မှာဖြစ်နေတဲ့အရာတွေကကိုပေါ့ဒီနှစ်ဖက်နှစ်ခွာအလုပ်နေတဲ့ဂျားထဲမှာအပြစ်မဲ့ပဲကြီးလော်ဂျားစားညက်နေတာကအပြစ်မဲ့တဲ့တကယ်အောက်ခြေလူရန်စားပြည်သူလူတွေပတ်စာရှိလို့ကြောင်းပြောဦးနော်အနုပညာရှင်တွေဆိုတာချမ်းသာပြီးသားသူတို့ချစ်တဲ့သူတွေချစ်တဲ့ခါကျတော့ဟိုတနေ့ရဆိုမင်းသားတယောက်ကိုမှလှူတာမှပက်ပက်ဆက်ဆက်ပဲเนาะဟုတ်တယ်မလားလှူကြအနုပညာရှင်တွေကသူတို့ကပြောသူတို့ပြောတဲ့စကားလုံးတွေတိုင်းကအကုန်လုံးရွှေ မျိုးရှိရလေနော်ဆိုတော့သူတို့ဘာပြောပြောအကုန်လုံးကသူတို့ချစ်တဲ့စိတ်နဲ့သူတို့မမုန်းတိကြအောင်သူတို့ဘာပဲလုပ်လို့သူတို့ပြောသမျှသူတို့ကိုကြည့်ပြီးတော့အကုန်လုံးကလိုက်လုံနေကြတာဆိုတော့အမှုပညာရှင်တွေကစင်ပိန်ကျွဲတွေပဲသူတို့သူတို့အတွက်ကပူစရာမလိုငွေကြီးရတကယ်တမ်းလက်လုံလက်စားရကြတော့စားစရာမရှိရနေရတယ်အများကြီးရှိတယ်ကျမပြောတဲ့အခါမှာအားလုံးအောက်ခြေလူတန်းစားတယ်ပြောတာနော်တချို့ဆိုရင်အခုဆိုကုံစင်းဆုံးတက်လို့အမေ စီးပွားရေးသမားကြတော့ရွှေငွေငွေချင်းထက်ပြီးတော့ကြီးပွားချမ်းသာသွားကြတယ်ကွာမချမ်းသာတာကလည်းလက်လွတ်လွတ်ဆောက်သမားတွေရတဲ့ငွေလေးနဲ့ဝယ်ရတဲ့ဒီနော်ကုံစင်းတော့တက်တဲ့ခါကြတော့သူတို့မှမလောက်တာမကင်တာဖြစ်သွားမယ်အဲ့လူတွေကိုကျမတနာတာကျန်တဲ့ဟိုနင်တို့မှတို့ဟိုဖြစ်ချင်းဖြစ်ကတ်ချင်းခိုင်းနဘန်းလမ်းပဲလုံးကိုကျမအဲ့အဲ့လူတွေကျမဂရုမစိုက်ဘူးဒါပေမဲ့ကျမပြောလို့ပေါ့ရှင်တို့တကယ်တမ်းကြလို့မျိုးအဖမ်းခံရတယ်ကျမစိတ်ကမကောင်းဘူးဒါက ။အဲဒါအမှုပညာရှင်ဆိုတာအမှုပညာရှင်ဆိုတာကျွန်တော်တို့ကလေးစားလေးစားဆံပါကျွန်မတော်တယ်လေနော်။ကျွန်တော်တို့တော့တို့လိုမလုပ်နိုင်ဘူးလေ။ငိုငိုမလားငိုလို့ရတယ်ရီမလားရီလို့ရတယ်ဟာသပြောမလားပြောလို့ကျွန်မတို့ကတို့ရဲ့ဒီဟိုပေါ့ talent ပေါ်ပါလာတယ်ကျွန်မတို့ကမပါမလားဘူး။ကျွန်မလည်းပါမလားဘူး။နော်တို့ရဲ့ဒီတော်တဲ့အချက်ဒီမှာကျမတို့ကလိုက်လို့မရအောင်တို့ကလုပ်လို့ရတယ်ကိုကလိုက်လို့မရအောင်အဲ့ဒါတို့ကိုဂုံယူတယ်ဒါပေမဲ့ခါလေကြလို့ရှင်တို့ပေးတဲ့ message တွေက အစိတ်ဖြစ်ချင်တယ်ဖြစ်သွားတတ်တယ်။ကိုယ့်ကိုပြန်စဉ်းစားကျွန်တော်ဦးနှောင်ရှိတယ်ကိုယ့်ကိုပြန်စဉ်းစားနော်သူတို့ပေးတဲ့ message ကြောင့်တော်တော်များများပါဖြစ်သွားကြတယ်2021မှာနော်အကုန်လုံးဘာဖြစ်သွားလဲအကုန်အသုံးတည်တယ်သူတို့ပေးတဲ့ message ကနှစ်ဖက်လုံး အတွက်ကိုသူတို့ကပေးပေးတယ်ပဲထားအောင်အဲ့ဒီ message တွေမှာဒုက္ခရောက်တာလည်းပြည်သူလူထုပဲအေးစအေးချမ်းစွာနေခြင်းတော့ပြည်သူလူထုပဲဒုက္ခရောက်ကြ ။ဒါကြောင့်မလို့ကျမနိုင်ငံရေးနဲ့ပတ်သက်လို့ကျမပြောလင်းပြောတယ်တိလည်းမသိဘူးတိလည်းမသိဘူး။ဒါကြောင့်နိုင်ငံရေးကိုခုတုံးလို့ပြီးတော့ပတ်စံရှာလို့ပတ်စံ YouTube မှာပတ်စံရှာပြီးတော့စားရမယ်တောက်ထဲမှာကျမမပါဘူး။ဒါကြောင့်မလို့ကျမတို့ကအမှန်တရားကိုသိရင်တော့မှအခုနောက်ပိုင်းပြောချင်တာကတော့တတိဝရိယနဲ့အားလုံးနေကြပါလို့နော်။ကိုအမှန်တရားဆိုတာကလူတိုင်းသိရလေဘယ်ဟာမှန်လဲဘယ်ဟာမှားထမင်းစတယ်သိပါတယ်ပြောစရာမလိုပါဘူးမသိပဲမနေပါဘူးသိကြပါတယ် ျမပြောလို့ပေါ့လူကနှမျိုးရှိမယ်အမှန်နဲ့အမှားကိုသိရလူရှိတယ်ဒါပေမဲ့တချို့ကြတော့လေဟိုပေါ့ဘုလူကွာစာတိုက်တဲ့လူတွေရှိတာပေါ့နော်ဒါတစ်ဖက်အစွန်းသမားတွေရှိတစ်ဖက်စွန်းသမားတွေမလွယ်ဘူးသူကတကယ်တစ်ဖက်စွန်းတယ်ကျွန်မပေါင်းလို့မရအောင်အဲ့တစ်ဖက်စွန်းတယ်တော့တောင်းရပြောနေပေါ့ဒါပေမဲ့ပြောချင်တာအမှန်တရားကိုကိုသိတယ်ဆိုရင်အခုချိန်မှာ Facebook တို့ Facebook ဆိုတာလည်းနော်အရန် control လုပ်ထားတာ အာလုံးသိမှာပဲเนาะ Facebook ကအရင် control လုပ်ထားတယ်ဘယ်သူတွေကင်ထားလဲဆိုအာလုံးသိမှာပဲเนาะကျမ Facebook ဆိုလို့ရှင်ပြောကြရအောင်မလို့ကျမဘာရေးရေးဟိုတိတ်မရအောင်ကျမလည်းဘာမှမေးပါဘူးကျမဘာကျွန်ပုံနေအလားအလားပုံနေမြန်ကျမတင်နေခုလိုမျိုးဟိုကျမအပြင်နေသွားလို့အလားပုံဆိုလို့ရှင်သူတို့လူကြည့်အောင်လုပ်အောင်လုပ်ထားပေးတယ်အဲတခြားပုံတွေမြန်ကျမရေးမယ်ဆိုကြည့်မယ်တော့မရှိဘူးကြောက်ပြတာသူတို့ကအကုန်လုံးအနေရတာမှာ control လုပ်ထားပြီးသွားပြီဒါကြောင့်မလို့ကျမတို့ကအကုန်လုံးကို ကိုအမှန်တရားကိုပြောချင်မှမေးတက်မေးကြပါနဲ့ကိုကိုစိတ်ထဲရနေပဲငါဒါမှန်လားမှားလားဘာကြောင့်ဆိုအခုဆိုလို့ရှိရင်ကအနီးဘက်ကလည်းအော်ပေးတယ်ဟာခင်များတို့တွေမနေ့ကဆိုရင်ဟိုဒရိုက်တာတက်ပါတယ်ပါတဲ့ကိုရဲ့ပြည်သူရဲ့မျက်နှာကိုထောက်ပြီးတော့ပေါ့နော်အဲလိုက်ရိုက်ဆိုလည်းမရိုက်ဘူးပေါ့အဲပေတီခံပြီးတော့မရိုက်ဖဲနေပေါ့အချုပ်ခံနေသွားတော့ပေါ့အနင်းသွားပေါ့ င်တို့အာရမြောက်ပြီးနေကြတယ်ဟဲ့တော့တော့ဟိုလို့မလုံးနဲ့မကိုင်းနဲ့နင်တို့အဲထဲမှနေကြည့်လေနင်တို့အဲ့ဒါကျမခါကျမကြိုက်တာအဲ့ဒါပဲတလားအေးစက်တချို့တော့အမှုပညာရှင်တွေပြေးသွားပြီးတော့ပုံနေဟာနေနင်တို့ကတော့အပြင်မှာပုံနေပြီးဘာလို့အဲထဲကလူတွေကိုဟိုလို့လောက်ပါဒီလိုလောက်ပါဆိုအော်နေကြတာတော့နင်တို့အဲထဲမှမနေရတာတော့ထောင်ကြသွားလို့ရှိရင်တို့ထောင်ဝန်စာလာတွေ့မှာလားကဲငါမေးတာဖြစ်နင်တို့လည်းထောင်ဝန်စာတွေ့မှာလည်းမဟုတ်ဘူးအဲ့ဒါကိုအလကားနေနေပြောအဲ့ လိုင်းပေါ်နဲ့အော်အော်နေတဲ့ဟာတွေကျမအရန်ပြောချင်တာပဲ။ you know ကျမဘသူ့ကိုမှန်နဲ့မှားတယ်ဘသူ့ဘက်ကလည်းကျမမပါပေမဲ့ you know ပြန်စင်းစားရမှာသူတို့ထောင်ကျသွားလို့ရှိရင်ဟိုတခါတော့ဆိုလို့ရှိရင်ကျမကဟိုမင်းသားမင်းသမီးနှစ်ယောက်ကျမလည်းမင်းသားမင်းသမီးသိပ်မကြိုက်ဘူးမြန်မာပြည်ကမင်းသားမင်းသမီးသိပ်မကြည့်ဘူး။မလည်းပြောချင်။နောက်တော့လေပြားနဲ့အဆုံးပါသွားတယ်။ခလေးလေးနှစ်ယောက်ပဲကြံခဲ့တယ်။နောက်တော့ဟိုမင်းသားကြီးတယောက်နော်ထောင်ထဲရောက်သွားတယ်။ခလေးလေးတွေနဲ့စဉ်းစားကြည့်လေ။ ။နင်တို့ထောင်ဝင်စားလားတွေ့လို့လား။နင်တို့ပတ်စံကုံလို့လား။နှုတ်မကုံမင်းတို့အဝေးရနေတော့ဟိုဘိုက်ကုတ်ဘိုက်ကုတ်လုံနေကြရတယ်။နင်တို့ကတော့ကုံနေကြ။ပက်နဲ့တော့နေထိုင်ရင်းနဲ့နင်တို့နင်တို့ကလေတစ်ဖက်သားတော့ပဲပြောပဲရှိနော်။ကိုချင်းစာတရားနင်တို့မှမရှိကြအောင်။ဘာကြောင့်လဲဆိုတော့နင်တို့လက်ရှိအခြေအနေတို့ကြည့်လေ။လရှိအချိန်မှာနင်တို့ကိုယ်တိုင်လည်းဘာမှမမဲရရမပြနိုင်မင်းနဲ့လူတွေကမျက်စလုံးရှိတယ်လေ အခုချိန်မှာတာယာနာဆိုတော့ကိုယ့်ရဲ့အသက်ထဲဘသူတက်ကူမှနှမျောနိုင်တော့ဘူးအသက်ဆိုတော့တစ်ခါပဲပါလာတာလေဟုတ်တယ်မလားအသက်နှချောင်းဘူးအပူပါမလားနင်တို့ကပြောနိုင်မှာပေါ့အဝေးရနေပြီးတော့နင်တို့နင်တို့ပြေးကိုမင်းမစ်စပိုးဆိုတဲ့အမေရိကရဲ့ဝါမင်းမီးပါတယ်သမီးတွေရှေးပါဆိုပြီးတော့ပြေးသွားလိုက်ကြတာအခုကျမှဟိုမင်းသားကိုပြောဒီမင်းသားကိုပြောနင်ကိုရန်ကျတော့ပြေးသွားပြီလာလေတက်အထဲဝင်လာခဲ့ အဲ့ဒါကိုကျွန်တော်ကလေစိတ်တူရတာပဲသိလားလူကလေကိုချင်းစာကျောင်းနိုင်ငံမှာကိုချင်းစာတရားဆိုမရှိကြတော့ကိုချင်းစာတရားမရှိဘူးငါငါတို့ကောင်းစားရင်ပြီးရောပဲငါတို့မထီရင်ပြီးရောပဲဆိုလိုရည်ပဲအဲ့ဒါကြောင့်မလို့ယနေ့ထီတိုင်းမီရမြင်တဲ့အတိုင်းပဲဒါကြောင့်ကျွန်မမင်းကကျွန်မဟိုကျွန်မရဲ့အလုပ်ကိုဥမာတစ်ခုနဲ့ပြီးမယ်ဆိုကျွန်မကျွန်မရဲ့ဝန်ထမ်းတယောက်ပေါ့နော်တစ်ခါကြာရင်အလုပ်ထဲမှာလူမာတဲ့ကြည်ကြောင်ရန်ခံရတယ် ိပါတယ်တချို့ယောဂါတွေလို့ရှင်အာကြည့်စိတ်ရှည်ရတာပေါ့နော်တို့ရမ်းစိတ်ရှည်ရတယ်ဟာတို့ရတဲ့ခါကျတော့ရှင်အာခါကျစိတ်ရန်တော့အဲ့တော့ရှိမှာကပြုံးပြုံးလေးပဲသီလားအဲကဲပါနေနေကောင်းသမားပါပါညာပြုံးပြုံးလေးနေရရမယ်အဲ့တို့အဆောင်ကနေတို့အခန်းအထွက်ကောလူကလေဟမ်ဆိုသိမလားအခုအဲ့လိုမျိုးလောက်ကြပါရှင်တို့ရှင်တို့အမှားမှန်သိတယ်ဆိုလို့ရှင်ပစက်လေးပြုံးပြုံးလေးတန်နေကောက်ကိုကွမ်းတွင်းရနေထင်းချုပ်ပြီးတော့ဒါဒီအမှားမှန်ကိုဆုံးဖြတ်ပါ အကြောင်းလဲဆိုတော့ကျမတော့အသက်တွေကိုနှမျောတယ်။လာရခဲ့လာတဲ့လူအသက်ကြီးမှာဟိုသူများမြောက်ပေးတိုင်းလိုက်လုံနေရအောင်။အခုလိုပြောလို့လဲဟိုဘက်ကိုပါတာလည်းမဟုတ်ဘူး။နော်ဘသူဘက်ကမပါနေဘူး။ဒါပေမဲ့ဟိုပေါ့စဉ်းစားကြပါတော့။ကိုယ်မိဘတွေရှိမယ်၊ကိုယ်သားသမီးတွေရှိမယ်။ကိုဖြစ်ကိုခံတော့အခုအခုခေတ်ကကိုကိုလို့ကိုဖြစ်ကိုခံမယ်။ဘသူမှကိုတွေလာပြီးအစားလာမခံပေးဘူး။နော်။ပြီးတော့အမှုပညာရှင်တချို့ဆိုလို့ရှိရင်လည်းအခုပေါ့နော်။အခုဆိုလို့ရှိရင်တချို့ အခုအစိမ်းဘက်ကလော်ဘီတယ်ဆိုလို့ရှိရင်ဟာဟိုလူပညာရှင်ကိုဖမ်းမှာဒီလူပညာရှင်ဖမ်းမှာရှင်တို့ဆိုဒီမှာလဲလေဘာလို့မြတ်လူမျိုးလုတ်ပေးရတာတော့လူတိုင်းကမှားခဲ့မှားခဲ့ပါခဲ့ပါခဲ့မယ်ဟုတ်တယ်မလားသူတို့ပေးဆက်ရတဲ့အတိုင်းသာသူတို့ပေးဆက်ခဲ့ရပြီပြီလေသူတို့အချိန်နဲ့သူပေးဆက်ခဲ့ရပြီပေါ့အဲ့ဒါကိုရောက်ကြရဲ့တမ်းမဲ့တစ်ခါတည်းမိမတယောက်လူမျိုးဟိုကက်ကက်လန်ဟိုလူဖမ်းမှာဒီသူကိုဖမ်းမှာ ਨੇ င်းတို့လည်းလေတကယ်တော့ခါကြလို့ရှင်လေအော်လို့အဲ့ကြမှာတောင်တောင် YouTube မကြည့်တော့မကြည့်တော့ကျွန်မစိတ်ရင်လို့ဘာမှကြည့်ကြင်ဆိုင်လည်းမရှိဘူးကျွန်မကြည့်ရလို့ရှင်စိတ်ထဲမှာမချမ်းသာအောင်လူ့ဘဝရနော်တနည်းအခုဆိုလို့ရှင်နောက်နှစ်လဆိုလို့ရှင်နှစ်ကုန်တော့မယ်နှစ်နဲ့ထောင်နဲ့25နဲ့26ရောက်တော့မယ်အသက်တွေကြီးလာပြီရှင် ရှင်တို့တည်းမငယ်သွားဘူးနော်ရှင်တို့အကုန်လုံးအသက်တွေကြီးလာကြပြီ ရှင်တို့ရဲ့သေမင်းဟာရှင်တို့ဘယ်နည်းခေါ်မလဲဆိုတာရှင်တို့အဲ့ဘာစောင့်နေကြအဲ့သေမင်းခေါ်ရကြတော့ရှင်တို့ဘလို့သေကြမှာလဲပြန်စစအောင်မသေးခင်မှာဖရားတရားလေးနဲ့ကောင်းမှုကုသိုလ်လုပ်မယ်လူချင်းချင်းပေါ်မေတ္တာထားမယ်စင်စားထားမယ်လို့ကြပါဘယ်နဲ့တယောက်တပ်ပေါ်ကောက်ချစ်စင်လဲပြီးတော့ဟိုလူကိုလှောက်ခမ်းလဲဟိုလူကိုချင်တွန်းလဲဒီလိုချင်တွန်းလဲမလုပ်ပါနဲ့ဆိုတော့ပြောချင်တာကတော့အလုံးသတိဝိရိယလေးနဲ့နေကြပါရေးတာရေးတာပြုတာအစเนาะကို ကိုမှန်နာမားတဲ့ကိုတိလို့ရှင်လေကောက်ကောတိတ်ကလေးပောက်ခွဲကြအဲ့ဒါအကောင်းဆုံးပဲတိတ်ကလေးပောက်ခွဲပါတိတ်ကလေးပဲအမှန်တရားဆိုင်ကြဘာလို့လဲဆိုတော့ဖြစ်လာလို့ရှင်တို့ဘက်ခံဘူးမှန်တို့ကိုစားလာလည်းမခံပေးဘူးဟုတ်တယ်မဟုတ်ဘူးမှန်တို့ကိုစားလာပြီးတော့လည်းမရက်တီပေးဘူးအဲ့ဒါကြောင့်ကျမတော့အခုချိန်မှာမစိမ့်လည်းမစိမ့်မှုနေလည်းမနေဘူးကျမကျမအဖြူတက်အဖြူအောင်တက်တက်လေးနေကောက်ကုန်နေဘူးသူအဲ့ဒါကြောင့်လို့ YouTube မှာကျမမကြည့်ရတယ်အများကြီးအခုနောက်ပိုင်းတော့အဲ့လိုပေါ့ documentary ကျမအရင်ကြည့်တယ် ကိုပညာပေးတဲ့ဇလန်းနေပေါ့နော်ကို့ပညာပေးတယ်ကို့အသိပညာပေးတဲ့ဇလန်းတွေတွေကျမအရန်ကြည့်တယ်အခုဆိုလို့ရှိရင်တော့ကို့ကင်ဆာယောဂသမားတို့ကျမအရန်တနာတယ်ပြီးတနည်းအားဆိုရင်ကျမတို့လုံပါပေါ့နော်ကျမရဲ့လူမတယောက်ကင်ဆာနဲ့ဆုံးသွားတယ်မသိခင်မှာတော်တော်ဝေဒနာခံစားရတာနော်ဝေဒနာခံစားတဲ့အခါမှာလေထိုးလိုက်ရတဲ့ဆေးတွေဆေးတွေပေါ့နော်မနာကြအောင်ထိုးပေးရတာနင်တို့တွေအဲ့လိုမျိုးတွေမခံစားရသေးပါဘူးမမြင်ရတော့မသိဘူး ။တို့တွေ line ပေါ်မှာတစ်ခါတည်း lobby လေးလုပ်ပြီးတော့ YouTube ကနေပတ်စံလေးရပြီးတော့အဲ့ရပတ်စံလေးနဲ့အသက်ဆက်ဆက်ပြီးတော့စားနေရတဲ့ဘဝလေးတို့ကချိန်နဲ့ပြီးတော့လူတကာကိုတို့ဒုက္ခလိုက်ပေးနေ။မဆက်ကြဘူးလားမသိဘူး။စိတ်ဘက်ကအနည်းဘက်ကနှုံးစလုံးပြောတာမဆက်ကြဘူး။နိုင်ငံရေးအကြောင်းတွေတင်းဟိုစိတ်သမားကလည်းအနီကိုမုန်းတဲ့ဝါရရဖြန့်အအနည်းရလဲအစိမ်းရဝါရရဖြန့်ပြမြန်မာလူမျိုးချင်းချင်းကိုခွန်နေကြတာကိုယ်လူမြန်မာလူမျိုးချင်းချင်းတိုင်းတစ်ပါးနဲ့ဖြစ်တာလည်းမဟုတ် အဲ့ဒါတွေတခါတည်းပတ်စံရအောင်ရှာတယ်အကြည့်ရလို့ပကြည့်ကြတယ်ချိကြပါလားကွယ်ရှင်တို့တွေရှင်တို့တွေတချို့နော်ဖုံဖုံတွေတရားတွေနားထောင်ကြနော်အဲ့ဖုံဖုံတပါးဆိုလို့ရှင်သူတရားတွေဆိုရန်စီရရခွင်းလို့ချင်းအကြောင်းချစ်ရှိမေတ္တာအကြောင်းနားထောင်ကြပါလားကွယ်ရှင်တို့တွေကိုယ်တွေလည်းအသက်တွေကလည်းအခုလုံနေ lobby တွေဆိုလို့ရှင်အသက်တွေကဖင်ဆောင်နေပြီအဲ့လိုပြောတော့မမကြီးရိုင်းဆိုတော့အသက်ကိုမသေးခင်လေးတွေမှာကိုနဲ့ပါသွားမယ် ကောင်းမှုကုသိုလ်လေးတွေလုပ်မယ်သူတပတ်သားကိုစိတ်ကောင်းနှလုံးကောင်းလေးမွေးပြီးတော့များသက်ရှင်ကြပါလားအခုအလုံးမုံတရတရတယောက်ကလည်းလော်ပြီးတော့ဟေးဟာဖြစ်ဟိုလူဖမ်းမှာဒီလူဖမ်းမှာဒီဘက်ကလည်းဟာမင်းတို့ဘာဖြစ်တယ်ဆိုဟာရှင်တို့တွေရာလေးရှင်မကြည့်တာရှင်တို့ကြည့်ရတာလေးဘာဒီမန်းကိုမသိကဟိုဘာမှလည်းဖြစ်မြအောင်လည်းမလုပ်ကြဟိုပြောချင်တာကလေးလိုင်းပေါ်တက်ပြီးတော့អော်နေကြတာကြီးရာလေးဘာကြီးလုံနေကြတာလဲเนาะအကျိုးလည်းမရှိဒါကြောင့်မလို့ ပြောချင်ပါတယ်အမှန်တရားကိုချစ်တယ်အမှန်တရားကိုမသူမဆိုသိတာထမင်းစားတော့သိတဲ့လူကတော့ကိုယ့်အကိုပဲအမှန်တရားကိုပြောချင်တာထိမ့်ချုပ်ပြီးတော့ကိုယ့်ကိုစိတ်စိတ်ထဲကနေပြောတယ်ဒါမှန်ပါတယ်ဒါမှန်ပါတယ်လို့နော်လမ်းပေါ်မှာတက်မြေးပါနဲ့ကိုယ့်အသက်အန္တရာယ်ဆိုရင်ရတယ်ဆိုရင်ဘာမှမလုပ်ကြပါနဲ့လို့ပြောချင်ပါတယ်ကြားလာတဲ့အခါကျစိတ်မချမ်းသာလို့ပါနော်စိတ်ကိုကျွန်တော်မဆိုင်ဘူးဆိုမယ်လေလူဆိုတာကိုယ်ကိုယ်ကိုယ်နိုင်ငံလူမျိုးကိုယ်လူမျိုးတွေကိုတနာတာပေါ့နော်အဲ့လိုမျိုးဒုက္ခတွေတခုဆိုဟဲ့ဖြစ်သွားပြန်ပြီ ကိုယ့်ဘာသာကိုပဲရက်တည်ကြပါလို့ကိုလို့အမအရာတခုကိုကကိုပဲအစဉ်ပြောင်းလုပ်ကြပါလို့နော်အဲ့ဒါလေးပြောချင်ပါတယ်ကျမရဲ့ခူးခူးဆက်ကြပါဝစ်ဆိုရလဲမှာပဲဝစ်ဆိုရဘယ်ဝစ်ဆိုမလဲမလို့လဲလဲကိုလဲတာသိလားနော်ဒါကြောင့်မလို့ကျမယူဆိုင်မယ်ဖျားတရားများလုပ်ကြပါလူတူးနဲ့တူးနဲ့မေတ္တာစင်နာထားကြပါလို့ပြောနေကျမလိုက်ကိုဆုံးဖြတ်ပါလိမ့်ရှင်